အေရီတိုင်းလေမျက်နာမြို့နယ်မှာစစ်ပေးဆောင်တွေကိုခေါ်ယူပြီးအခြေခံစားတောက်ကုန်ချို့ပေးကမဲထဲဖို့အတွက်စစ်ကောင်ရှင်လောက်ခံတိုင်းဆိုးရောက်ဖွဲ့ကပြားပေးပြောဆိုခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကုန်ရက်ကမြို့နယ်အကစားခမ်းမမှာစစ်ပေးဆောင်လာသူတွေကိုဝင်းကြီးချုပ်ဦးတင်မောင်ဝင်းကိုရိုင်းခေါ်ယူတွေ့ဆုံကရွေးကောက်ပွဲမှာမဖြစ်မနေမဲပေးရမယ်လို့ပြောကြားခဲ့တာပါ။ ်ဆန်သုံးမီလောက်နဲ့စီတပူးရတယ်စစ်ဘေးရှောင်တွေကဆက်ရှင်နဲ့ပြည့်တဲ့သူတိုင်းရွေးကောက်ပွဲမှမဖြစ်မနေမဲပေးဖို့ခေါ်ပြောတဲ့သဘောပါပဲလို့ရခိုင်ကစစ်ရှောင်လာသူတူက ARR Times ကိုပြောပါရယ်လက်ရှိမှာစစ်ကောင်မရှင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုပြည်သူတွေအနေနဲ့စိတ်ပါဝင်စားမှုနဲတာကြောင့်ဝင်နှန်းတွေနဲ့စစ်ပေးဆောင်တွေကိုမဲပေးဖို့ဖိအားပေးတာဖြစ်တယ်လို့ဒေသခံတွေကသုံးသပ်ပြောဆိုပါရယ်စစ်ကောင်မရှင်ကရွေးကောက်ပွဲကိုအပိုင်း၃ပိုင်းခွဲကကျင်းပမယ်လို့ကြေညာထားပြီး ရွေးကောက်ပွဲအပိုင်း၁ကိုလာမယ့်ဒီဇင်ဘာ28ရက်မှာပြုလုပ်ဖို့စီစဉ်နေပါတယ်။ရခိုင်ပအဝင် AR တိုင်းနှစ်တိုင်းချောင်းရေကြီးလေးမျက်နှာမြို့နယ်တွေမှာ RF တက်တော် AA ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့အတွက်ဒေသခံတွေဟာ AR တိုင်းတွင်းရှိနီးစပ်ရာမြို့နယ်တွေကိုစစ်ပေးရှောင်နေကြရပါတယ်